MRTV4 ကမမဦးနဲ့အဖြစ်ချင်းတူနေတယ်လို့ပြည်သက်တွင်မှတ်ချက်ပြုနေရတဲ့မာကြီးစံ ရန်ကုန်စယ်လီနျူးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များရှင့်မာဇီဆန်းကတော့အမှုပညာလောကမှာရက်တည်လာတာကြားပါပြီ။အမှုပညာရှင်စစ်စစ်တယောက်မဟုတ်ပေမဲ့လည်း makeup artist တယောက်အနေနဲ့ရက်တည်ခဲ့တာပါ။အမှုပညာရှင်တွေကိုအလားပါဆုံးသောမျက်နှာလေးတွေဖြစ်သွားအောင် makeup လင်းချေပေးရတဲ့အမှုပညာရှင်တအဝဲဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့မာဇီဆန်းက MTV များစွာကိုလည်းရိုက်ကူးနေသလိုတချို့သောရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။မာဇီဆန်းအနေနဲ့အခုလိုမျိုးရက်တည်လာနိုင်ခဲ့တာကလည်း သူ့ရဲ့စူးစမ်းမှုတွေကြောင့်ဖြစ်ပါတယ်။မာဂျီဆန်အနေနဲ့အမှုပညာလောကမှာနှစ်ဆချီပြီးရပ်တည်လာခဲ့တာဖြစ်ပြီးမာဂျီဆန်ကိုယ်တိုင်မြေတောင်မြောက်ပြီးလိုက်တဲ့အမှုပညာရှင်တွေလည်းအများကြီးရှိပါတယ်။အဲ့ဒီထဲမှာမှမာဂျီဆန်ရဲ့စိတ်ရောလူရောနှလုံးသားတစ်ခုလုံးကိုပါနှစ်ပြီးတော့မြေတောင်မြောက်ပြီးလိုက်ရတဲ့သူကတော့ပရိသတ်တွေအားလုံးသိရှိပြီးသားဖြစ်တဲ့တယုံဆောင်ကောင်းပြေပဲဖြစ်ပါတယ်။တယုံဆောင်ကောင်းပြေကတစ်ချိန်တစ်ခါတုန်းကမာဂျီဆန်နဲ့ချစ်သူတွေဖြစ်ခဲ့တယ်ဆိုတာအလုံးကအတီးပါ။မာဂျီဆန်ကိုယ်တိုင်ကနှလုံးသားတစ်ခုကိုရှင်နေပြီးတော့ကောင်းပြေကိုအကောင်းမွန်ဆုံးမင်းသား တယောက်ဖြစ်အောင်မြေတောင်မြောက်ပေးခဲ့တာဖြစ်ပါတယ်။မာကြီးစန်းကမြေတောင်မြောက်ပေးခဲ့တယ်ဆိုပေမယ့်ကောင်ပြေကတော့အမျိုးသားရဲ့တဘာဝအတိုင်းမိမအစ်စ်ဖြစ်တဲ့ယတနာဘုံနဲ့ကြိုက်နှစ်သက်သွားပါတယ်။တရုတ်ဆောင်ချောင်းယတနာရဲ့ညီမဖြစ်သူယတနာဘုံနဲ့ကောင်ပြေကိုချစ်ကြိုက်လာခဲ့တာအခုဆိုရင်73နှစ်ကျော်တောင်ရှိသွားခဲ့ပြီဖြစ်ပါတယ်။မကြခင်မှာလည်းလက်ထပ်တော်မယ်လို့တည်ရပါတယ်။ဒီလိုမျိုးလက်ထပ်တော်မယ်အချိန်မှာစိန်နန်းတော်စိန်ရှင်ယတနာဆိုင်ကနေ ဝယ်ရင်ဖဲကြီးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီဝယ်ရင်ဖဲမှာကောင်းပြင်းနဲ့ယတနာဘိုးတို့ကမင်္ဂလာဆောင်တွဲအဖြစ်ပါဝင်ပြီးတော့မှဝယ်ရင်ရှိုးလျှောက်ပေးခဲ့ရပါတယ်။အဲ့ဒီလိုဝယ်ရင်ရှိုးလျှောက်ပေးတဲ့နေရာမှာယတနာဘိုးရဲ့မိကပ်အပြင်အစဉ်ဇတုံးအလှပအတွက်ကိုမာကြီးဆန်းကိုယ်တိုင်ကတာဝန်ယူပြီးတော့မှလိမ့်ချပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မာကြီးဆန်းရဲ့အဖြစ်ကိုကြည့်ပြီးအားလုံးက MRTV4 ကထုတ်လင်းပြသနေတယ်။တောင်းရင်ပြန်ပုံနဲ့ပြီးမှစာရင်းလိုထားခြင်းနဲ့ဆိုတဲ့ဇလန်းတွေကမမဦးရဲ့အဖြစ်လို့တူနေပါပြီလို့យေတာခဲ့ကြပါတယ်။မာ ီဆန်ရဲ့ချစ်ချင်းမြတ်တာတရားတွေကိုပေါ်လွင်နေတာကြောင့်မာကြီးဆန်အစားရှင်ကွဲနာကြနေကြတာပါမမဦးလိုပဲမာကြီးဆန်ကတကယ့်ကိုအချစ်ကြီးတယ်ကိုချင်းရတဲ့သူကနောက်တစ်ယောက်ရဲ့လက်ထဲကိုရောက်သွားတာတောင်အပြုံးမပြတ်အကောင်းမွန်ဆုံးထည့်ပေးလိုက်နိုင်တယ်မာကြီးဆန်ရဲ့အချစ်တွေကတော့ဆက်မမီပါပဲဆိုပြီးမှတ်ချက်တွေပြုနေကြတာရှိပါတယ်တကယ်တကယ်မှာတော့မာကြီးဆန်ကသူ့အနေနဲ့ဘာအညို့ဘာအမုံအာဃာတတွေဆိုတာလည်းမရှိပါဘူးအားလုံးကအဆင်ပြေနေပြီးတာပါပဲလို့ပြောပါတယ်မာကြီးဆန်ဖိလိုက်တဲ့ချစ်ချင်းမြတ်တာရင်းနဲ့ကောင်းတဲ့အရာတွေအကုန် လုံးကိုတနည်းနည်းတစ်ချိန်ကြာရင်တော့မာကြီးဆန်းကပြန်ရမှာပါဘသူအပေါ်မှာမရယူလို့ကြီးမရှိပဲနဲ့အခုလိုမျိုးပေးဆက်ခြင်းနဲ့နှိလာခဲ့တာလေနေသားကြနေပါပြီလို့မာကြီးဆန်းကပြောလာပါတယ်ကောင်းပြင်းနဲ့ယတနာပို့တို့ကလည်းဒီနှစ်မကုန်ခင်မှာပဲမင်္ဂလာပွဲကိုကျင်းပသွားတော့မှာပဲဖြစ်ပါတယ်မင်္ဂလာပွဲကိုတော့အယူအရှင်ဆုံးကျင်းပသွားမှာဖြစ်ပြီးကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာလှုပ်ဖြစ်ခြင်းမှာလှုပ်ဖြစ်လိမ့်မယ်လို့ပြောသွားခဲ့ပြီးပရိသတ်တွေကိုအနားနီးလာရင်တော့ထပ်မံပြီးတော့အတီးပြမယ်လို့အင်တာဗျူးတွေမှာဖြေကြားသွားပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးရောမာ ကြီးဆိုင်ရဲ့အဖြစ်ကတကယ်လို့ပဲမမဦးလိုဖြစ်နေပြီလားလို့ပရိသတ်တွေရဲ့စိတ်ထဲမှာထင်မြင်မိလားဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်နော်